ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ UC Sport Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားပေးမှာကတော့ဒီတစ်ပတ်ရဲ့ကျွန်တော်တို့ Champion League 16တင်းအဆင့်ချောင်းထွက်ပွဲစဉ်လေးတွေပြီးသွားတဲ့နောက်မှာเนาะလုံးဝမထင်မှတ်ထားပဲနဲ့ထွက်ခဲ့ရတယ်ကျွန်တော်တို့ဒီပါဘူးတင်းရဲ့ပွဲနှစ်ချုပ်လေးကိုနှိမ့်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲဒီလိုလည်းစိတ်ကူးရှိရာထင်တာလေးတွေကိုကျွန်တော်ပြောတာလေးနဲ့ကိုင်းညီတယ်မကိုင်းညီဘူးဆိုတာကွန်မန့်ပေးတော့လို့ရပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စလိုက်အောင် ဒီတပတ်ချန်ပီယံလိ16တင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေထဲမှာပေါ့နော် အကုန်လုံးအသင်းကြီးတွေအကုန်လုံးတက်တယ်ပုံမှန်တိုင်းပဲမှန်းထားတဲ့အတိုင်းပဲဒါပေမဲ့ကျွန်တော်တို့လီဗာပူးကပဲနော်အဝေးဘက်မှာဇီးဝမ်းနဲ့လည်းဥဆောင်ခဲ့တဲ့အတန်းနဲ့အန်ဖီဘက်မှာလာပြီးတော့ရှုံးပြီးတော့မှကျွန်တော်တို့ကချန်ပီယံလိအုပ်စုစင်းကဒီ16တင်းအဆင့်ကနေပဲထွက်ခဲ့ရတာဖြစ်ပါတယ် အဲ့တော့ပွဲပြီးနှိချုပ်လေးတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဗာလေးတွေလွဲသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဝေးခွင့်မှာတော့ပက်စစ်လေးနဲ့ကစားတယ်ပြီးတော့နောက်ကျအနိုင်ကိုနဲ့ရပြီးတော့ကျွန်တော်တို့ကနိုင်ခဲ့တာအဲ့တော့အဲ့ဒီပွဲမှာကျွန်တော်တို့ရဲ့ဒီကစားပုံပေါ့နော်အော်အရင်ဂျာဂျန်ကလော့လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံစံတိုင်းမစော့ဘူးဘာညာပြောခဲ့တာပေါ့ဗျာနိုင်မိမဲ့လေပြည့်တက်တွေကဝေဖန်တာဒီပုံမှာလည်း မိပြအီအာနေစလောကနည်းနည်းဖီးဖြစ်သွားတာမသိဘူးအခုအိမ်ခွဲမှာ PSG ကိုဖွင့်ပြီးတော့သွားဆော့လိုက်တယ်ဗောနော်ဒါကအလုံးမဖြစ်ဘူးလားဆိုတော့မဟုတ်ဘူးညာဖြစ်တော့ဖြစ်ခဲ့ပါတယ်ဖြစ်တော့ဖြစ်ခဲ့ပါဘောက်ဆို10မိနစ်တွင်မှာပဲကျွန်တော်ပထမဆုံးဆက်စားခြင်း10မိနစ်တွင်မှာပဲဟိုးရရှိဖို့နှစ်ကြိမ်လောက်အခွင့်အရေးရရှိခဲ့တယ်ဗောနော်ပြီးကြတော့မိနစ်20လောက်ထိကိုတော်တော်လေးကောင်းမွန်ကစားနိုင်တယ်အဲ PSG အနေနဲ့လည်းလုံအောင်ကိုကစားကွက်တည်လို့မရအောင်ကိုဖြစ်နေခဲ့တာဗောနော်တကယ်တမ်းကျွန်တော်တို့အဲ့ ပထမပိုင်းမှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ကသာကိုးရခဲ့ရဆိုလို့ရှိရင်ခုရလက်ကတမျိုးထုံပြောင်းသွားမှာပေါ့အခုကဘယ်လိုဖြစ်လဲဆိုတော့อืมသူတို့ကကိုးရသွားတယ်ကျွန်တော်တို့ကကိုးမရဘူးအဲ့မှာပဲကျွန်တော်တို့ကဒီဖွင့်ပြီးရရှင်ဆော့တဲ့အချိန်မှာလည်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ PSG အသင်းကိုကျွန်တော်တို့ဒီရှင်မဆော့နိုင်ငယ်ဘူးပေါ့ဒါပါပဲပေါ့နော် ကစားရတော့ကောင်းတယ်နှစ်ဖက်သင်းကစားရရင်လည်းအကုန်ကောင်းတယ်အဲပထမကြော့လို့ပဲကြည့်လို့ကောင်းတယ်ဒီမှာပြောပြချင်ရှိတာပထမကြော့တော့ဟာကျွန်တော်တို့အလီစင်ကောင်းလို့အဲကျွန်တော်တို့ကပွဲချိန်ပြီးကန်နေရှိကိုတည်ခံကစားပြီးတော့ကန်ကောင်းလို့ကိုတကိုရခဲ့ရောဗျာဒီပွဲမှာကြတော့ကျွန်တော်တို့ထက်ကို PSG ကပို့ပြီးတော့ကန်ကောင်းသွားတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ကိုသမားလည်းဒီပွဲမှာတော်တော်လေးကို ကောင်းတယ်လုံးဝကိုမှုံဝင်နေတာပြီးတော့ကစားသမားတွေလည်းတော်တော်ကောင်းပါတယ်နော်နှစ်ဖက်လုံးလည်းကောင်းကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာပြောရရှိတာကတော့လူသားလဲပုံလေးတွေလည်းနည်းနည်းနောက်ကျရလို့ပဲကျွန်တော်ကတော့မြင်တယ်မိပြရဲ့အပြစ်လို့ပြောတာမဟုတ်ပေမဲ့ဒီပွဲမှာချင်းကပ်ပုံလေးတွေသူနည်းနည်းလိုသွားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဆာလာပေါ့ဆာလာကိုလည်းအရင်ကြောက်အတိုင်းပဲကျွန်တော်နူနူမန်တက်ကလုံးဝကိုအပိုင်ချုပ်ထားတာကျွန်တော်တို့နှစ်ပွဲပေါင်းမှာဆာလာကိုသူတော်တော်လေးကိုချုပ်ထားနိုင်တယ်ဒီနေရာမှာတစ်ခုပြောရရှိတာက အစားလာလူသားလဲပြီးတော့ဟိုပါဘောအီလီယောထဲ့တော့ပါလို့ပြောတာကျွန်တော်တို့ခုစာလာနဲ့စာလာကိုကိုဂျိုတာတို့လူမျိုးတော်မှာ PG လို့နောက်တန်းမှာလုံးဝပျောက်နေကြတာဗျာအီလီယောလို့ဟာမျိုးဆိုကျွန်တော်တို့ထည့်စဉ်းစားမိနေတော့ဒါပထမပိုင်းမှာကိုရသွားရဲဆိုတော့ကျွန်တော်တို့ကံကောင်းလို့ကိုရခဲ့တာလို့ကျွန်တော်သတ်မှတ်လို့ရတယ်အဲ့တော့ဒီ စာကောက်ထုတ်ပြီးအလီယောကိုထည့်ဆိုတာရတော်တော်ကိုယုတ်ယုတ်တိမရှိတဲ့ဝေဖန်မှုတွေလို့ပဲကျွန်တော်တို့ထင်တယ်စာလာဒီဘွဲမှာကောင်းတယ်ကျွန်တော်သဘောကျတယ်အဲဒါပေမဲ့အာနိုးနာသွားတဲ့နောက်မှာတော့စာလာပဲချမ်းပူပြီးတော့အတက်မဲ့သွားတာဗောနော်သူဘာမှမလုံနိုင်ငယ်လို့လေကျွန်တော်တို့လီဗာပူးအင်းဖောင်ပြောက်ခဲ့တဲ့အပွဲတွေကမနှဲဘူးလीနော်သူ့ကိုမကူနိုင်တာဗောနော်မကူနိုင်အောင်ဆိုတဲ့အတိုင်းနာမှာလေကျွန်တော်တို့လူစင်းနဲ့ BSC လူစင်းနဲ့ရှင်လိုက်လို့ရှင်သူတို့လူစင်းကအများကြီးတောင်းနေအဲပြီးတော့ကျွန်တော်တို့ဒီ လီဗာပူးရဲ့ပွဲတဲ့လူစီးရင်မနှဲကိုဖြစ်ညစ်ပြီးထုတ်ထားတာဇာသမားတွေကလည်းပြောမှဆိုပီအက်စီကသူတို့ရဲ့လီဦးပွဲစဉ်မှာအကုန်လုံးကိုနားပေးထားတယ်ကျွန်တော်ဘက်ကဆိုရင်နားပေးပြီမဲ့တကယ်တကယ်မဖြစ်တဲ့အတွက်ဒုတိယပိုင်းမှာထည့်သုံးလိုက်ကစားသမားတွေရှိရဲကစားသမားတွေတော်တော်ကိုပွဲပန်းနေတာကိုလည်းတွေ့ရတယ်အဲပြီးကြတော့လူစီးရင်မတောင်းတာဘယ်မှာသွားပို့ပြီးတည်တာလဲဆိုတော့ကိုနာတီးပင်မန်းလုံးအားကြီးလို့မဆော့နိုင်တော့တဲ့အချိန်မှာကျွန်တော်တို့ကအန်ဒိုထည့်ပြီးတော့ဟလာစန်တာဘက်ထိထားဆော့ရတဲ့အနေထားတွေကို ရောက်သွားတာဗျာအဲ့တော့အဲ့လူအဲ့နေထားနဲ့မိနစ်90အထိသွားပြီးတော့နောက်ထပ်အချိန်မှမိနစ်30အထိတောင်းခံနိုင်ခဲ့တာ哦ပဲကျွန်တော်တို့ကကျေးဇူးတင်ရမယ်ဗောနောသူတို့ပင်နယ်တီအထိဆွဲခေါ်ခဲ့တယ်ဆိုတော့တကယ်တမ်းတော့ဒါမဟုတ်ရင်လည်းတကယ်လို့ဒါမဆွဲခေါ်ဘူးဆိုလို့ရှိရင်လည်းချိန်ပေါ်မှာရှုံးသွားနိုင်တဲ့နေထိုင်ရှိရပါတော့။ဒါကြောင့်မို့လို့လေပင်နယ်တီဆွဲခေါ်သွားရလို့ထင်ပါတယ်။အဲ့တော့ပင်နယ်တီပေါ့ပင်နယ်တီကန်တဲ့အချိန်မှာလည်း စာလာဗျာပထမအဆုံးကံရတယ်ဗျာသူ့အနေထားနဲ့မိနစ်60ပြီးနောက်ထပ်မိနစ်30ထပ်ကစားပြီးတော့ပထမအဆုံးကံရတဲ့ပင်နယ်တွေကိုလည်းသူကတွင်းနိုင်ခဲ့တယ်ဟုတ်လားနောက် PSG ဘက်ကလည်းတွင်းတယ်ကျွန်တော်လီဝါဘက်ကဒုတိယလောကဓာဝင်ဓာဝင်ကိုပင်နယ်ကန်ခိုင်းတဲ့ဟာကျတော့ကျွန်တော်တော်တော်လေးသဘောမကျဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ အခုအချိန်မှာယုံကြည်မှုပျောက်ဆုံးနေတာဒီကစားသမားကနော်သူကောင်းတယ်ဆိုတာဆယ်ဝဲမှာတပွဲလောက်ပဲပြန်ပြီးတော့ကမ်းပတ်လာတာမျိုးတွေပေါ့အဲ့တော့သူ့ရဲ့ယုံကြည်မှုကပျောက်ဆုံးနေတဲ့အချိန်မှာသူ့ကိုအစောကန်ခိုင်းမယ်ဆိုတော့မှနောက်မှလေးလုံးမြောက်ငါးလုံးမြောက်တော့မကန်ခိုင်းတာပိုအဆင်ပြေမယ်အခုကဒုတိယပိုင်းဒုတိယလုံးကန်ခိုင်းတာသူ့ကိုတိတ်အဆင်မပြေဘူးအဲ့ဒါလည်းနည်းနည်းလွဲတယ်လို့ထင်တယ် ပြောရဲပင်နေဒီကံမကန်လီကတော်တော်ကြီးကိုစိုးပါတယ်အဲကျွန်တော်တို့ပင်နေဒီမှာကျွန်တော်တို့ကြည့်လိုက်လို့ရှင်ဆာလာတို့သွင်းစားဆိုကကစ်ချက်ကပြင်းနေစပီကောင်းနေတည်တတ်တယ်ပေါ့ဒါမျိုးတွေသွားမှာဒါမျိုးတွေမရှိခဲ့ဘူးကျွန်တော်လေ့ကျင့်မှုတွေပဲမရှိခဲ့လို့လားမသိဘူးเนาะပင်နေဒီကံသာဆိုတော်တော်ကိုရောတည်ရဲနိုင်နေသူကဘာလို့ပြောမခံလဲဆိုတော့သူ့ရှိမှာထားဝင်ကြောင်းမလို့ဒါသူအပြောမခံတာလို့ပဲမြင်နေကျွန်တော်ကတော့သူ့ရဲ့ပင်နေကံမကန်လီကိုပို့ပြီးတော့သဘောမကျဘူးပြေနော် အဲ့မို့အဲ့လိုမျိုးနဲ့ပဲ BSC ကပြနေလေးလုံးဝင်နေကျွန်တော်တို့ကတစ်လုံးပဲဝင်ပြီးတော့14ရလက်နဲ့ BSC ကတော့နောက်တစ်ဆင့်တက်သွားတာပေါ့နော်အဲ့တော့နီးပြကြီးကိုပြစ်တင်တာမဟုတ်ပေမဲ့ကျွန်တော်တို့လီဗာပူးကဗျာဒီပွဲမှာတည်ရအောင်နဲ့နောက်တစ်ဆင့်တက်ရမယ့်အနေထားကြီးကိုတော့ပင်နေမှာပါပွဲချိန်မှာလည်းရှုံးနေပင်နေမှာလည်းရှုံးပြီးတော့ထွက်ခဲ့ရတာတော့ဒါဒီပွဲပေါ်မှာနီးပြကြီးရဲ့ချင်းကပ်ပုံ လွဲခဲ့တယ်လို့ပဲ ထင်တယ်လူစားလဲဖို့နောက်ကြတာတွေပြိနေကန်တဲ့မလူစင်းထုတ်တာတွေပေါ့ဒါလေးတွေနည်းနည်းလေးတွေလွဲသွားတာကြောင့်လို့ပဲထင်ပါတယ်ဒီပွဲတစ်ခုတည်းပါပဲเนาะကြံပွဲတွေမှာတော့ဒီပြားကြီးဘယ်လောက်ထိလောက်ပြထားလဲဆိုတာကိုကျွန်တော်တို့တွေမြင်ထားပြီးသားပါလို့နော်ကျွန်တော်စိတ်ထင်တော့အကျော်လုံးအားလို့ပဲ passive play နဲ့ပဲထက်ကစားအဲလူသားလဲမှုနေနေ store လုံးထိန်းနေတာထိန်းမနော်ပြနေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ elision ထက်ကို ဒေတာတွေရပူကောင်းနေတဲ့ကလေးအလိုလူမျိုးကိုထည့်ပြီးတော့သုံးတင်သလားလို့တွေးမိတယ်ပြီးတော့ယုံကြည်မှုပြောင်းနေတဲ့ဓာဝင်တို့အဲအခုကတိဂျုံတို့ထပ်စာလို့ရှင်ရင်ဗန်တိုင်းတို့အန်တို့တို့များအရင်တွင်းခိုင်းခဲ့ရင်ဗောနော်ကျွန်တော်လိုချင်တဲ့ရလက်များရလောက်မလားဆိုတာကိုကျွန်တော် တွေးမိပါတယ်ဗောနော် ပွဲတွင်းမှာတော့ဒါလေးတွေနည်းနည်းမှားသွားတယ်လို့ပဲကျွန်တော်တို့ထင်တယ်။ကျန်တာတွေကတော့ကျွန်တော်ကစားသမားတွေလည်းသူတို့မှာရှိတဲ့ဖောင်းနဲ့သူတို့ရှိတဲ့လောက်ကစားသွားတယ်ပေါ့နော်။ကျွန်တော်တို့သဘောကျပါတယ်။ဒီပွဲရှုံးတာလည်းဖယ်တတ်နိုင်မလဲပေါ့ဗျာ။ကျွန်တော်တို့ရဲ့လူချင်းနဲ့ဒီလောက်ပဲသွားခဲ့တာနေပြကြီးရဲ့နေထားနဲ့ကျွန်တော်တို့ကဒီလောက်တွေဒီမမှန်းထားပါအောင်နော်။မမှန်းထားရင်ပဲကျွန်တော်တို့ဖလားသုံးလုံးလမ်းကြောင်းပေါ်ထိရောက်လာခဲ့တာပဲပေါ့နော်။အဲအကုန်လုံးကိုကျွန်တော်တို့ကတော့အားပေးပါတယ်။အားပေးပြီးတော့ဒီပွဲရှုံးတာနဲ့ရှုံးခဲ့ပြီဆိုရင်စိတ်ပြတ်ပြီးမဲ့လည်းကျွန်တော်တို့ကထားခဲ့ရတော့မှာပါ။ ဲတော့လာမယ့်16ရက်နေ့မှာနယူကာဆယ်နဲ့ကာဘောင်းဖာဖိုင်နယ်အတွက်အကောင်းဆုံးပြန်ပြီးတော့ပြင်ဆင်လာနိုင်ပါစေပရီးမီယာလိလက်ကျန်ပွဲတွေကိုလည်းအမားမားရွေးမရှိနဲ့ကြောပြတ်နိုင်ပါစေ FG ကိုတခုတည်းစီနေတာဒီပွဲကိုကြည့်လိုက်လို့ရှိရင် FG တော်တော်ကြီးကိုသူတို့အသုံးမကျဘူးဆိုတာကိုကျွန်တော်တို့တွေမြင်လာရတယ်နောက်နှစ်မှာကစားသမားတွေဝယ်တာရောင်းတာထက်စာရင်အင်ကုန်ကစားသမားတွေကိုရောင်းမထုတ်ပါစေနဲ့။နော်လိုအပ်တဲ့လူစည်းရင်းလေးတွေကိုလည်းထပ်ပြီးတော့ဖြည့်ပေးပါသေးလို့ပဲကျွန်တော်တို့က ဆူတောင်းရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတို့တော့ဒီလောက်နဲ့ပဲဆုံးသက်ပါတော့မယ်။ကျွန်တော်ရဲ့ channel လို့လေး like share subscribe support ပေးတော့လို့ရပါတယ်။ကျွန်တော်ရဲ့သတင်းတင်ဆက်ပုံတွေနဲ့ပတ်သက်ပြီးတော့အားနည်းချက်ရှင်လေတိခံပြီးတော့နားလည်ပေးပါ။လိုအပ်တာတွေကိုလည်းထောက်ပြပေးတော့လို့ရပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံးပြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။